ကျွန်တော်တို့ချစ်ဖို့ဘယ်လောက်ကောင်းလဲဆိုတော့ဆရာသရီကဟိုတယ်ကမ်းလေးမှာမိုးညိုပလက်ဝမ်းဆိုပြီးစာလေးရေးတယ်လားကျွန်တော်နေရာလေးပြတာပြောပြတာပါအဲ့ဒါမှ အခြားသူတွေကလာလဲလာအောင်တော့နောက်မှလူကိုလေးပါလဲလာတာပါလဲပါအောင်ဆရာမူညိုလိုင်းတော့ဖဲပြီးတော့ဆရာခဏနေဆိုပြီးတော့ကျွန်တော်အခန်းမှာနေတာအဲ့လေကျွန်တော်လေးရောက်လျောက်ကဟိုကလည်းဖဲဖဲပြီးကျွန်တော်လည်းနေတဲ့ချိန်မှာအားနေပဲကျွန်တော်တော့ပြောလိုက်တာ စိတ်မညစ်နေတဲ့ shooting manager ကိုဘာမှမဖြစ်ဘူးကျွန်တော်ဗနေရပြပြနေနိုင်တယ် shooting ကို setting ဘွက်အနေနဲ့တွားရည်မယ်ဆိုမမကြီးက shooting setting ဘွက်အနေနဲ့တွားရည်တာ300တော့ပြတော့ကျွန်တော်တို့ည7:00နာရီတော့မှစိုင်းကိုချွေပေးရတာလေချွေပြီးတော့ည7:00နာရီတော့ဘောက်ကြီးတွေထားရတာလေခင်ဗျားမဒီဗလာကြီးနဲ့ဘလို့မှစင်မပြေဘူးတော့ကျွန်တော်ဒီရန်ကုန်ကံပဏီကနေဟိုမှာကျွန်တော်တို့အယုတ်တွေပါလေးနဲ့ခေါင်းဆုပ်ပြီးကားလို့ဆိုလို့ရှိရင်ကိုတီလုံးနဲ့ကိုကားလို့ရအောင်ဆိုပြီးတော့ဒီဘောက်တွေထည့်ပလိုက်ထည့်ပြီးတော့ည7:00နာရီတော့ဟိုအားတဲ့မင်းတို့ကံပဏီအားတဲ့စိုင်းနေမမနေတယ်တဲ့ ဟိုဆိုင်ဟိုပါပေါ့နေရာမားနေတယ်မင်းတို့ကဟိုဘက်မှာရဲရွှေ့ရမယ်တဲ့ဆိုတော့ဟိုပိုင်ရှင်လာလဲလာကိုရွှေ့ရမယ်ဆိုတော့ည7:00နာရီလို့ပေါ့တဲကြပိုးကြလာအချုံမိုးကြီးတွေပါတယ်တော့ပို့ပြီးသွားပြီနောက်ဆုံးဘောက်တွေလည်းကြာကြာထန်းလဲထန်းအောင်ဘောက်တွေက4000အလုံးဆိုတော့ပကုံးမောင်ဇောင်းလိုက်ကြတာမသိဘူးကိုယ်လည်းစူပါဗိုက်ဇာတို့ပါလို့ကြောက်တယ်ဒီကြောက်တော့အမြန်ထန်းတာထန်းလဲတော့ဟာလာဘောက်ဇောင်းကဒီပုံမှာကြာတယ်ကြာတဲ့အခါကျလူတော်တွေကိုဖျက်ထန်းတဲ့အခါကျတော့အခြားဘေးကသူတွေအလုံးတောင်းနေလေကိုယ်နဲ့မသိတဲ့အခါကျမကူညီမှာစို့လို့ဆိုပြီးတော့ဖြည်းဖြည်းလေးချလိုက်တာ ချက်လိုက်တာဘလို့ဆိုပြီးရှော့ကြအောင်ရှော့ကြတော့ကွဲသွားတယ်ပေါ့ဗျာကွဲလဲကွဲသွားအောင်စူပေါ်ဇာတိဘာတွေလဲကျွန်တော်အလုံးစိတ်မပါလက်မပါမလုံးပါသလိုမအောင်ဘူးသူကလည်းချော့ခိုင်းနေတယ်ဗျာရန်ကုန်လေးကကိုလာလာလဲထုတ်မလဲကြမ်းလဲကြအောင်လာလာသာအိတ်ကုန်လေးပဲရတယ်အဲ့မှာဘာဖြစ်လဲဆိုတော့ရှင်းတယ်လဲထော်လဲထုတ်ပေါ့ပေါက်ကိုပြန်ယူလာနောက်တက်တသိန်းဆက်ရသေးတယ်လေမရှိမရှိမဲ့လက်စုပ်ကလေးပါပေါင်းပေးတယ်ဟုတ်ကဲ့ကျွန်တော်မှတ်ရသေးပါပဲအဲ့ဒါလေးပြန်ပြောတော့လေခုချိန်မှာတော့ဟာတာလေးတွေပေါ့ ကနည်းနည်းထူးခြားလေးပေါ့ထူးခြားတော့ဒီသင်တုံးသားဆိုတဲ့ကာမှာဒါကျွန်တော်ပထမဆုံးအဲဒီ online မှာနာမည်လေးနည်းနည်းလေးရပြီပထမဆုံးကင်မရာရှေ့ကိုစရောက်တဲ့ကားလေးပေါ့ဒီသင်တုံးသားဆိုတဲ့ကားလေးကမမရာလေးအဲ့ဒီကားလေးဆိုတော့တော်တော်ကြာပြီကျွန်တော်၄နှစ်လောက်ဖြစ်သွားပြီပေါ့အဲ့ဒီကားလေးမမရာဆရာစရိကကျွန်တော်အဲ့တော့ကျွန်တော်ပြုံးလေးမှရိုက်ကြတာခေါ်လေးပြီးလေးပြီးတော့ကင်မရာလေးလုံးနဲ့ပထမဆုံးမမရာ ျွန်တော်ပုံမှာပထမဆုံးစရိုက်ကတဲ့ဇလန်ဒွဲလေးပေါ့ဟောအဲပျော်ပါလေပျော်ပါဆိုတော့ဟိုအရင်တော့ဆိုလို့ရေလို့ကျွန်တော်ပထမဆုံးရိုက်ခဲ့တဲ့ဇလန်ဒွဲလေးဖြစ်တဲ့အတွက်ပထမဆုံးလာထွက်ခဲ့မယ်ဆိုရင်တော့အဲအရန်ဒေတာပို့ပျော်ရမှာပေါ့နော်ခုကကျွန်တော်ရှင်းမှာမမရရုပ်ရှင်လေးတွေရတယ်သူ့နောက်မှာသူ့ရှင်းမှာအရင်လေးတွေထွက်ထားတယ်ဆိုတော့ဒါရုပ်ရှင်ထွက်ပြီးမှဒါလေးကအရင်အရင်ဆုံးရက်တည်းကနောက်မှပြန်ထွက်လာတယ်ဆိုတော့အဲတမျိုးရေခုံစရာလေးတော့ဖြစ်မှာပေါ့ပထမဆုံးရိုက်တဲ့အရာလေးတော့အဲပုံစံလေးကတော့ကျွန်တော်တို့အဲ့နေ့တော့မမရပဲကျွန်တော်ပြုံးလိုက်မှရတော့ဘယ်လိုပြောမလဲကန်ထရိုက်တွေ ရိုက်ကြတာမဟုတ်ဘဲနဲ့ကျွန်တော် daily ပုံစံမျိုးတွေရိုက်ကြတဲ့အခါကျတော့တယောက်ချင်းတစ်ယောက်ချင်းသူဖြတ်ပေးကြတာလေအဲ့တော့ကျွန်တော် budget အရာပေါ့နော်အဲ့လိုရိုက်တဲ့အခါကျကျွန်တော်တို့ကကျွန်တော်3ရက်ကျွန်တော်သွားရိုက်ပေးရတယ်3ရက်ကိုကျွန်တော်နဲ့ပတ်သက်တဲ့စင်းနေစင်းနေအကုန်လုံးဖြတ်ပေးလိုက်ခါကျကျွန်တော်ဇက်ကိုတော့ပုံမလင်းလင်းပြောရအောင်တော့မသိဘူးပေါ့ဇက်ကဲအစလဲဆုံးတော့မသိဘူးဒါပေမဲ့ကျွန်တော်ကတော့ collector လေးရတော့ဟိုဇက်လက်ပေါ်မှာဆိုတဲ့အဓိကဒီဇက်မှာရှိတဲ့ကျွန်တော်က အလွဲကောင်လေးတယောက်အဲအဲ့လိုပုံစံမျိုးအဒီပေါင်းနဲ့လွဲတဲ့ကောင်လေးတယောက်ပဲအဲ့လိုပုံစံမျိုးလေးနဲ့ရိုက်ရဟုတ်ပထမဆုံးစပြီးတော့အဲ့ဒီဇလန်တော်လေးရိုက်မယ်ဆိုပြီးဆရာသတိကိုယ်တိုင်ဖုံးဆက်တယ်အဲဖုံးဆက်ပြီးတော့ပြောတဲ့အချိန်မှာဟုတ်ကောဟုတ်လို့လားလို့ကိုယ့်ကိုယ်ထင်တယ်တကယ်တကယ်ကြတော့ဆရာသတိကိုယ်တိုင်တကယ်ဖုံးဆက်တယ်ဆက်တဲ့ပြုံမှာအမှုပညာကြီးတောင်းဖို့ကြတော့ကျွန်တော်ပထမဆုံးစပြီးရိုက်ရမယ်ဇလန်တော်လေးရုပ်ရှင်နဲ့ဇလန်တော်လေးလည်းမရိုက်ဘူးတဲ့ခါကျပတ်ဆက်ဘယ်လောက်တောင်းလို့တောင်းအောင်မလဲမသိဘူးဒါပေမဲ့အဲ့ဒီအချိန်မှာဆရာသတိကဘယ်သာဆိုရင်ဘယ်လိုမျိုးတောင်းအောင်မလဲ ဘယ်ရာဇဝင်ဘယ်လိုမျိုးတောင်းရမလဲအခုဒါကတော့ငါးဇက်လန်အတွက်ဘယ်လိုဘယ်လိုဖြစ်လဲတော့မင်းတို့ဘယ်လိုပေးမယ်ဆိုပြီးတော့ကျွန်တော်စိတ်ထဲမှာမှန်းထတာတဲ့လေပို့ပြီးတော့အမှုပညာကြီးလည်းပို့ပေးတယ်ဆရာပို့ပေးပြီးတော့တခြားရိုက်တယ်ရိုက်တဲ့ပြုံမှဖြစ်ကျင်တော့ကျွန်တော်တို့ရဲ့ဇလန်းတွေအတူတူတွေကိုဆရာကြည့်ထားတဲ့အခါကျတော့ဒီကလေးကိုချုပ်ထားလို့မရဘူးဆိုတော့ဒီလက်သီးရောအိုမန်နဲ့မနမိုးလင်းစရိုက်တော့မမရရလေအဲ့ဒီကကျွန်တော်တို့ကပြင်ဦးလင်းကောင်းဝင်းထဲမှာရိုက်ကြတာကလေးရက်ကောကျွန်တော်ကိုအဲ့တော့ကင်မရာလေးလုံး ဝိုင်းပြီးတော့ထောင်းထားလိုက်တာကင်မရာတွေကဘယ်နေရာလေးတည်လို့တည်မှာအဲ့ဒီအချိန်မှာဆရာသတိကကျွန်တော်ဘာပြောလဲဆိုတော့မင်း online မှာဖုန်းလေးတွေနဲ့ထောင်းရိုက်တယ်လို့ပဲလို့လို့လက်လက်နဲ့လက်အချီရန်ပြောဖို့ဆိုဖို့အတိုင်းကိုလို့လက်လက်လုံးပြောကျင်ရတယ်ပြောအချိန်မပြေတဲ့အတိုင်းချင်းအတိတ်ကြမှာငါဖျက်ထုတ်လိုက်မယ်လို့လို့လက်လက်သုံးဆောင်မင်းညာဘက်ကိုလှည့်လဲပဲမိမျက်နှာကင်မရာမှာမလုပ်ဘူးဘယ်ဘက်ကိုလှည့်လဲမလုပ်ဘူးနောက်ဆုံး item power လို့နောက်ဆုံးပြန်လှည့်လိုက်နောက်ဆုံးပြန်လှည့်လဲမလွတ်အောင်လို့ငါကင်မရာလေးကိုမင်းကိုချိန်ထားပေးတယ် ဆိုပြောတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်ကိုတကယ်ကင်မရာတွေဘယ်နေရာချိန်တော့ချိန်မှန်းမသိဘူးအဲ့ဒီအချိန်မှာကျွန်တော်လူလိုလက်လက်နဲ့ကားဝင်းထဲမှာစပြီးရိုက်တာဘယ်သူမှလည်းအိုက်တာမပါဘဲနဲ့ကျွန်တော်ပထမဆုံးရိုက်တာပေါ့နော်ရတဲ့အချိန်မှာအဆင်ပြေသွားတယ်လွတ်ပေးတဲ့ဟာပေါ့ဆရာကလွတ်ပေးတာကျွန်တော်ခွင့်ပေးတာလေးအဆင်ပြေသွားတဲ့ခါကျပြီးလိုက်ပြီးတော့ကျွန်တော်မော်နီတာပြန်ပြဟုတ်ပါမော်နီတာလေးပြန်ပြရမယ်ကင်မရာလေးလုံးဝမော်နီတာလေးကျွန်တော်ပြန်ပြရမယ်တလုံးမှကျွန်တော်ပြန်တာမလုပ်ဘူးအဲ့ဒီချိန်မှာဆရာရဲ့စေတနာလေးကျွန်တော်မျက်ဝါးတင်နေတွေ့ရတယ်တွေ့ရတဲ့အချိန်မှာအဲ့မှာကျွန်တော်စင်းနေစင်းနေဘော အရင်ကတော့ online ကနေသူကလာတဲ့ခါကျတော့ကလေးတိတ်မလုံးနိုင်လာဘူးအလိုလိုကျတော့ဖြစ်သွားခင်အခြားအတ္တတွေတွေအခက်ခဲတွေ့ဦးမယ်ဆိုပြီးတော့ဆင်းလေးတွေအတက်နဲ့သုံးလေးတွေရှော့ရှော့ပေါ်ပေါ်လေးလောက်ကြတာပေါ့အဲ့မှာမနက်တပိုင်းလည်းရိုက်နေပြီးတော့ဆရာဆင်းနေထက်တိုးတယ်တိုးလဲပြီးလဲပြီးတော့မနက်6နာရီကနေစရဲတာည9နာရီခွဲတယ်ဒီမမရဘူးကျွန်တော်တောင်းချောက်နန်းစလော့အဲ့တတပိတတလေတတပိတတပိတတပိလေတလေတတပိတတလေတော့ရိုက်အများကြီးပြီးတော့လူတွေအများကြီးအချား ရိုက်ကွင်းရရှူတင်နေလဲစုံနေတဲ့ခါကျတော့အစတိယဒီကောင် online ကနေပြီးတော့ဟိုဟိုပေါက်ဒီပေါက်ကနေတိုးလာတဲ့တယ်ပြောပါမယ်ဗျာဟိုဒိုက်တာစတိယခူတိုးပေါက်ကတိုးလာတဲ့ကောင်ဘာဖြစ်လို့ခေါ်ရထားလဲမသိဘူးဆိုပြီးတော့အချားရှူတင်နေရသူတွေလည်းအဲ့နေရအဆိုင်နေစုံကြတော့လာကြည့်တဲ့သူတွေအများကြီးကြုံခဲ့မှုတော့ပေါ့ကျွန်တော်တို့ရှူတင်ရမှာအချားရှူတင်ရလို့စုံနေပါတယ်စုံတဲ့ချိန်မှာဆရာကျွန်တော်ခေါင်းတစ်ခုလေးပြောလိုက်တယ်အဲ့ရှေ့မှာလာကြည့်နေတာတွေကအချားပညာရှင်တွေလည်းများတယ်သူတို့ရှင်ပြီးတော့ လွယ်မှာမားမအောင်အကြောင်းနဲ့မင်းလွယ်လို့မားလို့ရတယ်ဘာကြောင့်မင်းကအသက်မင်းဘာလုပ်လဲဆိုတော့လာကြည့်နေတာဆိုပြီးဆရာကျွန်တော်ခွန်အားတွေပေးအဲ့ဒီမှတ်မှတ်ရပဲအများကြီးပါပဲပြန်ပြောရင်မကောင်းတော့လို့အခြားရှူတရန်သူတွေလည်းကျွန်တော်အများကြီးလာကြည့်တယ်တင်းကုံမှတ်မှတ်ရညာ9နာရီခွဲတဲ့အချိန်ထိအမားယွင်းယွင်းနင်းနင်းနဲ့ပြအောင်ဆရာကျွန်တော်ရိုက်ပြတယ်အဲ့တော့မှတ်မှတ်ရလေးပါပဲကျွန်တော်ပေါ့အဲ့ဒါတော့အဓိကတော့အရင်ကြီးတော့စိတ်မကောင်းတော့မဖြစ်ပါဘူးအဲ့တော့လေအဲ့ဒီစကားဘာကြောင့်ကျွန်တော်ပြန်ကြားလဲဆိုတော့အဲ့ဒီရိုက်နေတဲ့ရှူတင်မှာကကျွန်တော်အတိမိတ်ဆွေတွေက ပါနေတာပါတဲ့ခါကျတို့ကဆက်မီဆာဗာလိုပဲဖြစ်ဖြစ်ပြောကြတာပေါ့ပြောကြရင်လည်းဒီဘက်မှာကျွန်တော်ပြန်နားထဲမှာကြာတာအကုန်လုံးပြောတာဆိုလိုတာမဟုတ်ဘူးเนาะတချို့တော့ကပြောတယ်အဲ့ဒါလေးစင်မောင်းဖြစ်တယ်ပေါ့စင်မောင်းဖြစ်တဲ့ခါကျကျွန်တော်ပို့ကြိုးစားပြီးလုပ်တယ်ဒါပေမဲ့ကျင်းသေးတယ်အမားတွေအများကြီးဖြစ်နေမှာပဲဒီဇလန်းတွေပထမဆုံးကျွန်တော်စရိုက်တာဖြစ်တဲ့တော့လေအများကြီးတော့ဖြစ်နေမှာပဲအထူးသဖြင့်ကျေးဇူးတင်တင်နေတာကဒီဇလန်းတွေရိုက်တော့ကိုညီထုတ်ကောင်အရန်ကျေးဇူးတင်တယ်ဘာကြောင့်လဲဆိုတော့ဆရာကကျွန်တော်ကို ပြောချင်တာပြောဆိုပြီးလွတ်ပေးတဲ့အချိန်မှာကျွန်တော်ဘက်ကကနေပြီးတော့တွတ်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 နဲ့ထွက်သွားတာဒီအကိုကနည်းနည်းထိခိုက်နိုင်တဲ့ဟာစကလုံးမျိုးတွေရှိတာကိုအကိုကပြုံးနေပြီလေပြောကျွန်တော်ဘာမှမပြောဘဲနဲ့အများကြီးကျွန်တော်ကိုကူညီပေးတယ်ကိုကြီးတို့ကောင်အရင်ကျေးဇူးတင်ပြီးတော့ဥက္ကဋ္ဌနိုင်ရင်တော့ ကိုနေရကိုနေရလည်းအရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အနေနဲ့တနေကုန်သိုးဆောင်တဲ့အချိန်မှာအခုမှပုံမျိုးလေးမင်္ဂလာဆောင်နဲ့မဆိုးပြစ်မဆိုးပြစ်နဲ့တော့အရင်အစုံတော့မရှိဘူးဒါပေမဲ့အဲ့ဒီတုန်းကစုံတဲ့အချိန်မှာလည်းရီမမောလေးတွေနဲ့တွဲခေါ်တဲ့တော့အရင်ကျေးဇူးတင်ပါဟုတ်ဆရာပထမဆုံးဒါသူ့အတူထုတ်ပြိုက်တဲ့စကားလားမသိဘူးအဲ့မှာရန်လေးရိုက်ကောကျွန်တော်ကရောက်သွားတယ်နောက်ကျတယ်ကျွန်တော်ဇလာရိုက်ပြီးတော့ငါရဲ့ချောင်းလောက်ကြမှာကျွန်တော်ရောက်သွားတယ်ရောက်လို့ရောက်သွားရောအခြားသူတွေလည်းခေါ်တဲ့အခါကျွန်တော်အခန်းနေဘလွတ်တော့ဖြစ်ကုန်တာကျွန်တော်တို့ ချစ်ဖို့ဘယ်လောက်ကောင်းလဲဆိုတော့ဆရာသတိကဟိုတယ်ကန်းလေးမှာမိုးညိုပလက်ဝမ်းဆိုပြီးစာလေးရေးတယ်တော့ကျွန်တော်နေရာလေးပြတာပြောပြတာပါအဲ့ဒါမှအခြားသူတွေကလာလဲလာတော့နောက်မှလူကိုလေးပါလဲတာပါလဲပါအောင်ဆရာမိုးညိုလိုင်းတော့ဖဲပြီးတော့ဆရာခဏနေဆိုပြီးတော့ကျွန်တော်အခန်းမှာနေတာအဲ့ဒါကျွန်တော်လေးရလျောက်ကောဟိုကလည်းဖဲဖဲပြီးကျွန်တော်လည်းနေတဲ့ချိန်မှာအားနေပဲကျွန်တော်တော့ပြောလိုက်တာစိတ်မညစ်နဲ့ရှူတီမန်နေဂျာကိုဘာမှဖြစ်ဘူးကျွန်တော်ဗနေရဖြစ်ဖြစ်နေနိုင်တယ်ရှူတီကစတင်ဖွဲ့လေးနဲ့တွားရည်မယ်ဆိုမမကြီးကရှူတီကစတင်ဖွဲ့လေးနဲ့တွားရည်တာ၃ညတော့ ွားရလိုက်တော့ဆရာအာနာလို့ဆိုပြောတယ်အာမနာနဲ့ပျော်တယ်လို့အဲ့လိုမျိုးလေးအိကာတာပျော်တယ်လို့ဆိုပြီးလိုက်ပြီးတော့အဲ့မှာမမေ့ရပါပဲအများကြီးပါပဲပြီးလိုက်ပြီးတော့စာချုပ်ထဲမှာပါတယ်ပတ်သက်တွေအပြင်မှာစာချုပ်ထဲပတ်သက်တွေလည်းပို့ပေးသေးတယ်စာချုပ်ထဲပတ်သက်မဟုတ်ဘူးဟိုမှာအများကြီးပါပဲဒီဇလန်းလေးရိုက်တော့အဲ့ကြောင့်မလို့ဟိုဆရာစတီးကိုကျွန်တော်အမြဲတမ်းချစ်တယ်လေးစားတယ်ဆိုတော့ အခြားသူတွေပေါ်တော့မသိကျွန်တော်ပုံမှန်ဆိုရင်အမြင်နဲ့ကျွန်တော်ခုချိန်ဒီဆရာရဲ့ဖိမမှုတွေလက်တွဲမှုတွေသင်ပြမှုတွေကျွန်တော်တို့အများကြီးအထောက်အကူဖြစ်လို့အကျိုးဖြစ်လို့ကျွန်တော်အမြင်နဲ့ယူတည်နေတာဟုတ်ဒီတိုင်းကြောင့်ဒီလိုမျိုးပေါ်ပြီးတော့ပေါ်လို့ရရတယ်ရတယ်ကျွန်တော်ကလေအထူးသဖြင့်ကျွန်တော်မှအချင်းတစ်ခုကြည့်တယ်လူတိုင်းလူတိုင်းကျွန်တော်ကြောင့်စိတ်ညစ်တာကိုကျွန်တော်ဘယ်တော့မှမလိုချင်ဘူးအားကြောင့်မလို့ဟာသားတွေလုံနေတာပေါ့ဘယ်သူနဲ့ကျွန်တော်ပတ်သက်လိုက်ပတ်သက်လိုက်အဲ့သူတွေကျွန်တော်ကြောင့်စိတ်ညစ်မှာအရန်ဆိုရင်ဘာကြောင့်လဲဆိုတော့အဲ့ဒီချိန်မှာကျွန်တော်ဒီကျွန်တော်နံပါတ်ကြီးနဲ့ဟိုတယ်မှာရေးနေတာဗျာ ကျွန်တော်နေရာမှာအဆင်ပြေမယ်ဆိုပြီးတော့တခုခုကြောင့်ပြောခဲ့မယ်ဆိုရင်နည်းနည်းစကားလေးတွေများနိုင်တယ်စိတ်ညစ်စရာလေးတွေဖြစ်နိုင်တယ်အဲ့လိုဖြစ်မှာဆိုလို့ကျွန်တော်စတေရအကူတွေနဲ့တွားအိတ်တယ်ကျွန်တော်တော်လည်းပြောရလဲပြောရတယ်ဒါရောညီတွေနေရာတဲ့ခါကျတော့တစ်ဖက်မှာလည်းပဲစိတ်အဆင်မပြေတာတွေစိတ်မချမ်းသာတွေမဖြစ်အောင်ပေါ့ဟုတ်အဲ့ဒီမှာလေဘာဖြစ်လဲဆိုတော့အဲ့ချိန်ကျမှဆရာစတိကိုမြင်လိုက်တဲ့ခါကျကျွန်တော်တွေမဟုတ်ဘူးအခြားအစ်တွေအများကြီးပါတယ်အဲ့တော့ဆိုလို့ရှင်လို့ရှင်နံမဲတောင်ကျွန်တော်တိတ်မမတ်မိလို့အစ်တွေအကုန်လုံးနှီးပါ့ဟုတ်အခန်းလေးတွေမှာနံမလေးတွေရေးပြီးထားတာကိုကျွန်တော်တွားပြီးတော့ကြုံအောင်ကြုံရတယ်လက်ရှိနေနေတဲ့လူတွေလည်းအဲ့မှာအခန်းလေးတွေမှာနံမလေးတွေရေးတယ် ကျွန်တော်ဆိုလည်းကျွန်တော်ခန်းလေးမလာသေးဘူးနဲ့ကြိုရေးထားတယ်။တို့တော့အခြားသူတွေတော့ပေးထားတယ်။အဲ့လိုမျိုးတွေတွေ့ရတဲ့ခါကျတော့ဟိုအစ်တတွေဆိုပြီးတော့ငါနံပါတ်ကြီးရုပ်ရှင်ဒါရိုက်တာတယောက်ငါထားချင်သူထားမှာပဲငါနေချင်သူနေမှာပဲငါထားသူနေဆိုတဲ့စိတ်တက်မရှိဘဲနဲ့လက်တွဲခေါ်ယူတာဒီဟိုဘယ်လိုပြောမလဲဟောက်ထားရင်းနဲ့မရှိတာလေအဲ့ဒါတွေသွားတွေ့ရတာအရန်ပြုံပြီးတော့ဟုတ်ပြီတော့ကျွန်တော်တို့ညဆန်းလိုက်တော့ကမှစိုင်ကိုရွှေ့ပေးရတာလေရွှေ့ပြီးတော့ညဆန်းလိုက်ကိုပေါကြီးတွေပထမ်းရတာလေခင်ဗျားမှာ ဒီဗလာကြီးနဲ့ဘလို့မှစင်မပြေဘူးကျွန်တော်ဒီရန်ကုန်ကမ္ပဏီကနေပြီးဟိုမှာကျွန်တော်တို့အယုတ်တွေပါလိနဲ့ခေါင်းဆုပ်ပြီးကားလို့ရှိလို့ရှင်ကိုတီလုံးနဲ့ကိုကားလို့ရအောင်ဆိုပြီးတော့ဒီကဘောက်တွေထည့်ပလိုက်တယ်ထည့်လိုက်တော့ည7:00လောက်ဆိုတော့ဟိုအားတဲ့မင်းတို့ကမ္ပဏီရတဲ့စိုင်းနေမမနေတယ်တဲ့ဟိုစိုင်းဟိုပါပေါ့နေရာမားနေတယ်မင်းတို့ကဟိုဘက်မှာရတယ်ရွှေ့ရမယ်တဲ့ဆိုတော့ဟိုပိုင်ရှင်လာလဲလာအောင်ရွှေ့ရမယ်ဆိုတော့ည7:00လောက်ကြီးပေါ့တဲကြပိုးကြတာအချုံမိုးကြီးတွေပါတော့တော့ပို့ပြီးသွားပြီနောက်ဆုံးဘောက်တွေလဲကြရထန်းလဲထန်းအောင်ဘောက်တွေက၄000အလုံးဆိုတော့ဘကုန်းမောင်ဇောင်းလိုက်ကြတာမသိဘူး ွာလဲစူပါဗိုက်ဇာလို့ပါတော့ကြောက်တယ်ကြောက်တော့အမြန်ထမ်းတာခလဲတော့ဟာလာဘောက်ဆောင်ကဒီပေါ်မှာကြာကြာတဲ့ကကြောက်ဒီဘောလေးကိုဖျက်ထမ်းတဲ့ကကြောက်အခြားဘေးကသူဒီတောင်းလေကိုနဲ့မသိတဲ့ကကြောက်မကူညီမဆုလို့ဆိုပြီးတော့ဖြည်းဖြည်းလေးချလိုက်တာချလိုက်တာဘလို့ဆိုပြီးရှော့ကြောက်ရှော့ကြတော့ကွဲသွားတယ်ပေါ့ဗျာကွဲလဲကွဲသွားအောင်စူပါဗိုက်ဇာလေးဘာလေးလဲကျွန်တော်အလုံးစိတ်မပါလက်မပါမလုံးပါသူတို့မအောင်ဘူးသူတို့ကလည်းချော့ခိုင်းနေတယ်ရန်ကုန်လေးကကိုလာလာလဲထုတ်မလဲကြမ်းလဲကြောင် လာလာသာအိတ်ကုံလေးပဲရတယ်အဲ့မှာဘာဖြစ်လဲဆိုတော့ရှင်တယ်လဲထော်လဲထုတ်ပေါ့ပေါက်ကိုပြန်ရောလာနောက်တစ်သိန်းဆက်ရသေးတယ်လေမရှိမှရှိမှလက်စော်ကလေးပါပေါင်းပေးတယ်ဟုတ်ကဲ့ကျွန်တော်မှတ်ရလေးပါပဲအဲ့ဒါလေးပြန်ပြောတော့လေကုချင်းမှာတော့ဟာတာလေးတွေပေါ့ကုလည်းပဲကျွန်တော်ပြောပြအောင်မယ်ဒါတော့ကဲပြောလိုက်ပါတော့မဗျာကုကျွန်တော်ညတော့နေမှာကျွန်တော်တချင်းစုပ်ပြီးပြန်လာတာပြန်လဲလာရင်တော့အိမ်ရရင်ကျွန်တော်စင်းရင်းရှင်းရမှာကျွန်တော်ပတ်သက်တင်စင်းရင်းတွေပျောက်နေတယ် ရောက်လို့ဆိုပြီးတော့ကျွန်တော်ရန်ကုန်ဝင်ခန်းကြီးလမ်းမမှာကျွန်တော်ကားအဲယံကုန်ဝင်ပြီးကျွန်တော်အိတ်နေတာအိတ်တဲ့ချိန်မှာဆရာစရိယဖုံးဝင်လာတယ်ပါတယ်မင်းဘယ်ချိန်ရောက်มาလဲတာဘယ်လိုလာมาလဲဆရာမဟုတ်ဘူးလေဒီနေ့တည်းမင်းတို့ပါလာတဲ့တင်တုံးသားဒီနေ့မိတ်ဆက်ပွဲရှိတယ်မလာဘူးလားဟာဆရာတောက်လည်းမပြောဘူးလို့ဖိတ်လည်းမဖိတ်ဘူးဟာမင်းတို့ကဖိတ်တာပေါ့လေ၁၁နှစ်တည်းမင်းတို့ကဘိုင်ဘာနေစာပို့လိုက်တာဆိုအဲ့ကြောင့်မှ တုံးတုံးတုံးနဲ့ Viber ဟိုဖုန်းလေးတစ်လုံးနဲ့ရှိနေပြော Viber ကောက်လို့မှ Viber မဟုတ်တဲ့ Face ID ရောက်နေတာအားနာလိုက်တာဗျာပြောမနေနဲ့ကျွန်တော်ကအဓိကလေရန်ကုန်မနေ့စောကြီးတဲ့ပြန်ဝဲမှာမဝင်မနဲ့နေတာကအိမ်ရောက်ချင်းမေးလို့ချင်းစင်းနေပျောက်နေတာရှင်းသိရမရှိလို့စိတ်ညစ်ပြီးတော့ကျွန်တော်လမ်းအိုက်ရန်ကုန်ဝင်ကနေမှအိတ်နေတာအားနဲ့ဆရာကိုပြောတာကြောက်လန့်လေးပြောပြန်လာဟဲ့ဘာမှငါ့ကိုမေးမေးခွန်းနေထုတ်မနေနဲ့ငါပြန်လာနေပြီဆရာစရိယဒီလိုဒီလိုပွဲရှိတယ်ဆိုရနေပဲဟို မမီရှိလားမမီရှိမမီကိုငါလာခဲ့မယ်လို့ပြောဆိုပြီးတော့အဲမမီအိမ်မှာရေချိုးရေချိုးလည်းရှိတဲ့အိမ်ကြီးကိုဝတ်စားရတယ်ပဲအဲ့ဒါလည်းခွက်လာလိုက်တာအဲ့လိုဒီမှာခင်ဗျာဒီနေ့ကမရှိရသေးဘူးမရှိရသေးဘူးမရှိရသေးတောင်းလာဒီလိုအဲ့ဒီကတချင်းသွားဆိုတဲ့အချိန်မှာအဲ့အကိုတယောက်လားအမတယောက်လားမသိဘူးစပြီးရေးလိုက်တာဖြစ်ပါလိမ့်မယ်စုကြည်ချားတဲ့ပတ်သက်ပြီးအများကြီးတယ်မှာလေသူကတောင်းတာလေးတိတ်တိတ်ရွက်မှာတောင်းတာမှာလာစာရေးတာမဟုတ်ဘူးစာပြအပိုင်းလေးမှာမိုးညို့အတွက်တီးတန့်သုံးရံဆိုပြီးအဲ့တောင်းတာလေးမှာသူကအဲ့စာပြကလေးနဲ့ ကပ်ပေးလိုက်တာပေါ့ဗျာကပ်ပေးလိုက်လဲကပ်လဲပြန်ပြန်လဲလာလေရောဆိုလို့တော့ဘောင်းမေတွေလည်းနှိုက်ပြတယ်အိမ်ပြန်လာပြီဆိုတချင်းတွေပါတော့ဆိုဘောင်းမေတွေပါဒီထဲမှာဆိုလို့အာဘောင်းမေတွေတဲ့တွေအကုန်ထုတ်ချချက်လက်ကြအဲ့ဒီတွဲလာတဲ့အတွက်လည်းလေးတယ်မအဲ့ဒီတော့ကိုတော့တွေ့တာကျွန်တော်တို့တော့ဒါပါလဲမသိဘူးလို့ကွန်ဘို900ပဲရလို့မလောက်လို့ဒါပေးတာလည်းမသိဘူးဆိုအဲ့နေပဲအဲ့တဲ့သောင်းတန်လေးကိုကျွန်တော်စာကလေးနဲ့ပြန်ပေးတယ်အဲ့နဲ့ကျွန်တော်မှတ်မှတ်ရဟာတာလေးဆိုပြီးတင်လိုက်တာဟုတ်အဓိကဟိုကကုကွန်လည်းပဲမစားတော့ပြတ်သွားပြီဆိုတော့အဆင်ပြေပါတယ် ုကွန်လည်းမစားတော့ဘူးဆိုတော့ဘာလို့လဲဆိုကွန်ပြတ်သွားပြီဆိုတော့လေတိတိတိကွန်ဖို့တောင်းလာကကျွန်တော်စိတ်တော့ကတခုလိုဖြစ်တဲ့ခါကျတော့ကျွန်တော်ကွန်လည်းစိတ်နာကျွန်တော်ဖြတ်လိုက်တာအခုဆိုရင်ပတ်သက်လည်းမရတော့ဘူးတောင်းလည်းမတောင်းတော့ဘူးစကားတွေအကုန်လုံးပေါ့နော်အများကြီးပါပဲစကားတွေကတော့ကျွန်တော်တို့ပါတဲ့တင်းတင်းနှုံးကားမှနေမဟုတ်ဘူးစကားတွေတော်တော်များများကအကုန်ကောင်းတဲ့ကားတွေပါပဲအဲဒါကြောင့်မို့လို့ဒီစကားလေးတွေကျွန်တော်တို့တင်တဲ့ခါကျရင်လည်းအားလုံးအားပေးကြပါအောင်ဇလန်တွဲလေးတွေဟုတ်